နယ်သာလန်စတားကိုစိတ်ဝင်စားလာခြင်းနဲ့လီဗာပူးနောက်ဆုံးရသတင်းတို့များအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေပြန်လည်ကြိုဆိုလိုက်ပါတယ် International Break မှာလီဗာပူးပွဲစဉ်တွေမရှိတာကြောင့်အသင်းဖန်တွေအနေနဲ့ကလည်းအနှဲငယ်ပြင်းရင်နေကြတဲ့ပုံပါပဲပြီးခဲ့တဲ့နှစ်မှာတော့လီဗာပူးကန်တော်ဝင်အနေနဲ့ Chelsea ကန်တော်ဝင်တို့ဟာရမုံငွေပွဲဆင်နွှဲခဲ့ကြပြီးတော့လီဗာပူးက2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူသွားနိုင်ခဲ့ပါတယ် ။သွင်းခိုးတွေကိုတော့တိုက်စစ်မှုကြီး Peter Cross ကသွင်းယူခဲ့ပြီးတော့အတိတ်ကနေရက်တွေကိုတော့ပြန်လည်အမှတ်ရသွားစေခဲ့ပြီပဲဖြစ်ပါလေရှင်။နောက်ထပ်ပြီးတော့လည်းစပိန်ဘက်ကဖော်ပြလာတဲ့သတင်းတွေအရလီဗာပူးတောင်ပံကစားသမား Luis Diaz အနေနဲ့ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကိုစောင့်မျှော်နေတယ်လို့သိရပါဗျ။ဘယ်တောင်ပံအားတန်ကစားသမားဖြစ်တဲ့ Luis Diaz အနေနဲ့နီးပြတဲ့ Armstrong လက်အောက်မှာတော့အထောင်တိုက်စစ်မှာကစားနေရတာကိုတွေ့မြင်ရပါဗျ။ အဲ့ဒီအပြင် DS ရဲ့ဖခင်ဖြစ်သူဟာသူ့သားကိုဘာစီလိုနာဂျာစီနဲ့ကစားတာကိုမြင်သွားကျင်သေးတယ်လို့ဆိုထားတာတွေကြောင့်ပဲ DS ရဲ့တည်င်းကပို့ပြီးတော့ကျေပြန့်လာတယ်လို့ဆိုရပါမယ်။အခုအချိန်မှာတော့စပိန်တည်င်းစာမန်တိုဒီပေါ်တီယိုရဲ့ဖော်ပြချက်အရလီဗာပူးအသင်းသားဟာဘာစီလိုနာရဲ့ကမ်းလှမ်းမှုတွေကိုစောင့်မျှော်နေတယ်လို့သိရပြီးတော့ဘာရီဆက်ပြစ်လာအောင်လဲဆိုတာကတော့ຫນွေဈေးကွက်မှာစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်။နောက်ထပ်ပြီးတော့လေမြို့ကဆယ်အသင်းရဲ့တိုက်စစ်သမားအီဆတ်အနေနဲ့ ညူကာဆယ်နဲ့အတူစာချုပ်သစ်ဆွေးနွေးမှုတွေမပြုတ်လောက်သေးဘူးလို့ဆိုလာပါတယ်။လက်ရှိမှာကရာဘောင်ဖလားကိုတင်ပိုက်ထားပြီးတော့ညူကာဆယ်အတွက်ပဲအိုင်ယွန်ဆိုက်ထားသလိုပိုမိုတောင့်တင်းတဲ့အသင်းဖြစ်လာစေချင်တယ်လို့လည်းဆိုထားပါတယ်။ဂျာဒီကွန်ရင်ချန်ပီယံလိဝင်ဝင်ရဖို့ကိုအိုင်ယွန်ဆိုက်ထားလို့စာချုပ်သစ်ညှိနှိုင်းခြင်းတွေကိုမပြုတ်လောက်ထားဘူးလို့သိရပါတယ်။အီဆက်ကတော့လီဗာပူးအပြင်ပြိုင်ဘက်အာဆင်နယ်အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။အီဆက်ကတကိုယ်ရီထူးချွန်တဲ့တိုက်စစ်ကစားသမားတအူးဖြစ်တာကြောင့်လီဗာပူးအနေနဲ့အမြန်ဆုံးလက်ဦးမှုရရှိဖို့တော့လိုအပ်နေတာဖြစ်ပါတယ်ရှင်။ နောက်ထပ်ပြီးတော့လည်းလီဗာပူးအသင်းဟာဒုတိယအသင်းကောင်းဆောင်ကိုဆက်ထိန်းထားဖို့မျှော်လင့်ချက်ကိုဆွန့်လွတ်လိုက်ပြီလို့သိရပါဗျ။အာနိုဟာစကြုပ်တက်တန်းကုံဆုံးချိန်မှာဘာနီဗျူးကိုအလွတ်နဲ့ပြောင်းရွှေ့သွားဖို့က69ရာခိုင်နှုန်းအထိတေချာသွားပြီလို့သိရပါဗျ။အမ်စလော့အနေနဲ့လည်းအာနိုကိုအသင်းမှာဆက်ရှိနေဖို့အတွက်နောက်ထပ်ဆူပလားတွေနဲ့အတူအသင်းရဲ့ကဏ္ဍဝင်ဖြစ်လာနိုင်ကြောင်းနဲ့အနာဂတ်မှာအသင်းကိုဦးဆောင်ရမယ့်ကပတိန်ဖြစ်လာမှာတကြောင်းကိုရှင်းလင်းပြောဆိုစည်းရုံးခဲ့ပြီးပင်လဲအာနိုကငင်းဆန်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ပြီးတော့လည်းဖချားချက်စ်ရဲ့အဆိုအရလီဗာပူးအသင်းဟာလိုက်ပ်စစ်အသင်းမှကစားနေတဲ့နယ်သာလန်တိုက်စစ်ကစားသမားဇာဗီစီမွန်ကိုစိတ်ဝင်စားနေကြောင်းကိုသိရပါတယ်။ဒီကစားသမားကိုယူနိုက်တက်အသင်းကလည်းစိတ်ဝင်စားနေတာဖြစ်ပြီးတော့လီဗာပူးအသင်းကတော့လက်ဦးမှုရယူထားနိုင်တယ်လို့သိရှိရပါတယ်။လီဗာပူးအသင်းအနေနဲ့လက်ရှိရှင်ရင်ဆွဲကစားသမားဖြစ်တဲ့တောင်မန်ကစားသမားမိုဟာမက်ဆာလာရဲ့နေရာမှာအစားထိုးဖို့အတွက်ဇာဗီဆိုင်မွန်ကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။ Leipzig အသင်းအနေနဲ့ကလည်းသူတို့ရဲ့ကစားသမားကိုအနည်းဆုံးပေါင်တန်း60ဈေးခေါ်ထားပြီးတော့ဒီထက်နည်းတဲ့ပမာဏနဲ့တော့ရောင်းချသွားမှာမဟုတ်ဘူးလို့သိရပါဗျ။ဇာဗီဆိုင်မွန်အပေါ်ကိုပရိသတ်တွေအနေနဲ့ဘယ်လိုသဘောရလဲဆိုတာကိုလည်းဆွေးနွေးပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။